လောက်ထက်သွားတာသူ့ဘက်ကကြည်မှတ်ပါတယ်ငကိုတွေကသူ့မယုံကြည်ဒိုင်မခတ်တယ်သူ့ယုံကြည်လို့ဒိုင်ခတ်သွားဆိုတော့ဟာဒီလူဘာလို့ခေါ်တာလဲဒီမှာလူတွေများတယ်ဘာကြတဲ့အဲ့ဒါဆိုရင်ဂီတနဲ့ပတ်သက်တဲ့ပြိုင်မပဲလုပ်နေတယ်တခြားစီးပွားရေးသွားလုပ်တယ်ပတ်စံရှိရင်တခြားစီးပွားရေးလုပ်ကြပါကျွန်တော်တို့ဂီတလောကတွေကဘာဖြစ်လို့လာပြီးတော့ဟိုအရှုပ်ထုတ်အရှုပ်ထုတ်တွေလာပြီးတော့ပြစ်ချနေတာလေလူတွေစိတ်ဝင်စားပြီးတော့ပွဲဖြစ်ပြီးတော့ပတ်စံလိုအဲ့အဲ့အဲ့လိုပတ်စံလိုချင်လို့လားမလုပ်ပါနဲ့ဗျာမဟုတ်ဘက်ကားရိုက်တယ်ဘာကြမ်းလဲဆိုလို့ရှိရင်ရွှေရှင်စီးဝါတာဝန်ကြီး အခုလိုမျိုးကိစ္စကြီးဂိရစီအောင်တောင်းယူပေးပါဘာဖြစ်လွတ်ထားရလဲဟိုရှေ့မှာခေဆက်ဆက်လုခဲ့တဲ့ပွဲပွဲကြီးကြီးစမ်းမအောင်ဗျာဘဲဘဲဘဲပွဲမှာဘဲပြဿနာဘလောက်ကြီးခဲ့လို့အခုကဗျာရှက်စရာကြီးဗျာလွတ်ထွက်သွားတာသူ့ဘက်ကကြည့်မှတ်ပါတယ်မှတ်ပါတယ်ဆိုတာကကျွန်တော်တို့လူပြန်သားတွေက ။ဒါသောအဖြစ်ဟိုတခုခုရဲ့အရေးအောက်မှာရက်တီရမယ်ဆိုရင်အဲ့ဒီအတုပြကြမစစ်မှန်ဆိုတော့မစစ်မှန်ပေါ့နော်မစစ်မှန်ဆိုတော့ဆိုတဲ့လူပဲဖြစ်ဖြစ်တီးတဲ့လူပဲဖြစ်ဖြစ်ကတဲ့လူပဲဖြစ်ဖြစ်တိရုပ်ဆောင်တဲ့လူပဲဖြစ်ဖြစ်ဟိုဟာသူ creation တော့သူဖန်နေပြီးဖန်နေမှုကိုသူ့ရင်ထဲမှာအများနဲ့ရှိပြီးသားကျွန်တော်ဟိုဒီပြိုင်ပွဲကိုကျွန်တော်အရင်စိတ်ဝင်စားရင်မရှိပါဘူးကျွန်တော်လုပ်နေတဲ့ကျွန်တော်လည်းရှုပ် စိတ်ဝင်စားရေးမရှိဘူးဆိုပေမဲ့ဒီကျွန်တော်တပည့်နဲ့ခင်ဗျာခင်ဗျာဆုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ပြတာပေါ့နော်အဲ့မှာလှုပ်လှုပ်လှုပ်နဲ့ကြေရည်ထားလို့ရှိရင်ဟာဘာဖြစ်ပါ့မလဲဆိုကြည့်လိုက်အဲအဲ့ဒါပြီးတော့ကြည့်ပြတာကြည့်ပြတဲ့ခါကျတော့ဟိုပထမထားတဲ့ကြေရည်တွေကကျွန်တော်ပထမတစ်ခါပြောတော့ဒါကဟိုတပြိုးကြတော့မဖြစ်နိုင်ဘူးအဲအဲ့မှာကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့မဟုတ်မခံစိတ်နဲ့သူပြောတဲ့ခါမျိုးတွေလည်းတွေ့ရတယ်နောက်တစ်ခုသူများက အာဘဟုဆရာအဲ့ဒါသူတို့ဇက်တိုက်ထားတာဖြစ်နေမယ်ဆိုတော့ဟာမျိုးထင်ကြီးပြတာ ਉਹ လည်းကျွန်တော်တွေးကြည့်တယ်เนาะဆိုတော့ဟုတ်ချစ်လဲကောမဟုတ်ချင်မဟုတ်ဘူးဆိုတော့ဟိုပြောသေးသလားပဲကျွန်တော်ပြောခဲ့တာပါဒါတည်းအခုဒီပွဲအတွက်ကိုကျွန်တော်ခင်ဗျာဆိုးနဲ့ဟိုပွဲလုပ်ပြန်ပြောတဲ့အထိကျွန်တော်ကျွန်တော်တပီးရခင်ဗျာဆိုတော့ဘာမှမပြောဘူးထွက်လိုက်ပြီးမပြောဘူးမပြောဘဲနဲ့မရေကြာဟောအဲ့ဒီအဲ့ရပဲထွက်သွားတယ်သူ့အရင်ထွက်သွားချင်းလားကချင်းလားမသိဘူး ဒိုင်းကော်မလီတယောက်နဲ့သူတို့အင်တာဗျူးလေးကြည့်လိုက်တော့မှအဲ့ဒီအကြောင်းကိုသူကတည်တည်ဆဲဆဲသူကရှင်းတာဟာအဲ့လူကြီးလားဆိုကျွန်တော်သိသွားအပြည့်ရပြီးတော့ညကျွန်တော်ဒီဟာဒီကိစ္စအတွက်စပစ်စင်နေတဲ့တခါခင်ရတာဆိုသူလိုက်လွတ်ပြီးပြောထားတဲ့ဟာကိုလည်းတခါတက်လာတော့ကြည့်လိုက်တော့အာဒါဆိုရင်ဒီလိုတော့မဖြစ်သင့်ဘူးဆိုတဲ့ဟာမျိုးတွေးမိတာပေါ့ဗျာ တဝင်းတယောက်ခေါ်ခြင်းမိဆိုလို့ရှိရင် limit နဲ့ပေးထားတာကျမတို့ကိုလေအလိုလူအများကြီးမခေါ်ရဘူးနေ့လူခေါ်တာများနေပြီအများကြီးမခေါ်ရအောင်ဆိုပြီးတော့ပြောထားရှိတယ်ကျမတို့ကလေကြိုးကင်ခံရတယ်ကျမတို့မှာရင်းလက်ခုမရှိဘူးဖြစ်နေကျမတို့အကုန်လုံးခေါ်ခြင်းမိကျွန်တော်ပြတ်ပါမယ်ရှေ့မှာတိုင်ဘဲဘောက်ဒီစကားခဏခဏပြောတိုင်ဘဲဘောက်မြောက်များသွားရှိအစဉ်ပြေတာကြီးအစဉ်မပြေတာကြီးပြဿနာကြီးဘလောက်ကြီးပဲရှိကြရှိကြဘယ်တော့ကမှဘယ်တန်လူကြီးဘယ်လိုထွက်သွားပြီးတော့ဘာကြာနဲ့ဆိုတော့ဖြစ်တဲ့ပြဿနာဘာမှမရှိဘူးကြာ အကျေကလေးပြရဲ့ဘိုးကောက်ကင်ပါကြတဲ့ဆိုတော့ဖြစ်လာတာဟာအဲ့ပါအဲဒီ choice ကိုကိုအောင်တန်းဆန်းတို့ဒိုင်လူကြီးတွေတော့ကလေးတွေအခုဟိုဗီဇီတာဆွေတို့ဝိုင်လာပြဝိုင်လာမဲအောင်တို့ဘာလို့အများကြီးဗျာအပြင်မှာအစိုးရလေးပေါ်လာတာဟာ the voice မြန်မာကြီးအစိုးရလေးအများကြီးထွက်တယ်ဟာမြန်မာအိုက်တော့ကတည်းကအစိုးရလေးအများကြီးထွက်တယ်ခင်းဆက်ဆက်ဒီမှာကြမှာဘာဖြစ်တာလဲဘာလို့ဒိုင်လူထွက်တာဆိုတော့သူတို့လည်းရှင်းပြတာဒါကဒီလိုကြောင့်ဒါကဒီလိုကြောင့်သူတို့ရဲ့ ဟိုဒိုင်ကိုယုံကြည်လို့ဒီလိုဒိုင်ခန့်လိုက်ပါပြီဒီဒိုင်ခန့်တဲ့လူရဲ့စုပ်ပတ်ချက်ကအတိဖြစ်ရပါငကိုရီကသူ့ကိုမယုံကြည်ဒိုင်မခတ်တဲ့ဟုတ်တော့မလားသူ့ကိုယုံကြည်လို့ဒိုင်ခန့်ပြောဆိုဟာဒီလိုဘာလို့ခေါ်တာလဲဒီမှာလူတွေများတယ်ဒီဘာကြတဲ့အဲ့ဒါဆိုရင်ဂီတနဲ့ပတ်သက်တဲ့ပြိုင်မပဲလုပ်နေတယ်တခြားစီးပွားရေးသွားလုပ်ပေါ့ကျွန်တော်ဆိုတော့ကျွန်တော်ဂီတသမားတယောက်နေလည်းပြောတာဒိုင်လုပ်တဲ့ချင်းလာမသိဘူးအဲ့ဒီကောင်မလေးပြောပုံရသူဟာဗာလေး သူတို့ तू อ่ะໃຊ້လို့ຢွေးလိုက်တာကိုကလေးတစ်ယောက်မေးဖို့လို့မຢွေးရအောင်ဆိုပြီးတော့ attention ပေးရမှာဆိုလို့ဆိုဟာအဲ့ဒီစကားကြီးရတာဆိုးတာဗျာဂီတလောကတဲ့ဝင်လာမဲ့အရေးချင်းရှိတဲ့လူတစ်ယောက်ကိုဗျာခုန attention ကြီးရောက်ဟိုကမဖြစ်ဘူးဆိုတော့ဘယ်တော့ဆိုးလဲဗျာစဉ်းစားကြည့်ပတ်စံရှိရင်တခြားစီးပွားရေးလုပ်ကြပါကျွန်တော်တို့ဂီတလောကတွေကဘာဖြစ်လို့လာပြီးတော့ဟိုအရှုပ်ထုတ်အရှုပ်ထုတ်တွေလာပြီးတော့ပြစ်ချနေတာလေနောက်ပြီးတော့ဒီလိုမျိုးလုပ်နေတဲ့ခါတွေကိုလည်းကျွန်တော်တို့နိုင်ငံတော်ကဒီတော့ အရုပ်ပြင်နဲ့ပတ်သက်ပြီးရုပ်ရှင်အစည်းအရုံဂီတအစည်းအရုံတပင်းအစည်းအရုံဟာဘဟုဘတ်ဒီ traditional နဲ့ပတ်သက်ယူရတယ်ပြည့်စည်အောင်လုပ်တယ်ဆိုလို့ရှိရင်တပင်းအစည်းအရုံကတာဝန်ယူဟာဟိုမဟုတ်ဘတ်ကားကြီးရိုက်တယ်ဘာကြံလဲဆိုလို့ရှိရင်ရုပ်ရှင်အစည်းအရုံကတာဝန်ယူအခုလိုမျိုးကိစ္စကြီးဂီတအစည်းအရုံတာဝန်ယူပေးပါဘာဖြစ်လို့လွတ်ထားရလဲအဲ့လိုပြိုင်ပွဲတွေကျင်းပါမယ်ဆိုရင်ဂီတအစည်းအရုံရဲ့ထောက်ခံချက်ဂီတအစည်းအရုံရဲ့စီကံချက်ကိုလိုက်တာမှမရှိဘူးဆိုရင်မလုပ်ရဘူးဆိုတဲ့တပတ်ချက်တွေဥပဒေတွေပြဋ္ဌာန်းပေးပါ ။ဘာဖြစ်လို့လဲဆိုတော့ဗျာအခုခေါ်လို့လဲဒိုင်နာတို့ကတည်းကလှုပ်တဲ့ဒိုင်ဒိုင်တွေလဲအတန်ရှင်ရှာတို့အပြစ်ရှာခါတည်းဟိုတိုင်တဲ့ကလေးတွေကလဲဟိုဟိုတကယ်ဟိုထောင်နဲ့တောင်နဲ့ချီပြီးတော့လာပြီးတော့အများကြီးအဝေးနေဝေးကလာပြန်ရတယ်အလုပ်ပြဲကိုင်းပြဲလာပြန်ရတယ်တိကလေးတွေရဲ့ဟိုဟာတကယ်စိတ်မှန်တဲ့အမှုပညာတွေပြသဖို့ရအောင်ဒီလိုပဲပြောလို့ကျွန်တော်ပထမဒါနဲ့ပြောတော့ဟာခြေစွတ်တင်တယ်ဆိုတဲ့စကားကိုပြောပြောခဲ့မှုပါလေဒါမျိုးပေါ်တွေလုပ်ပြီးလို့ခြေစွတ်တင်တယ် ဒါနဲ့အခုကမျိုးကြတော့လည်းမဖြစ်သေးဘူးကွာအဲ့တော့မလုပ်ကြပါနဲ့ကိုယ့်အကူပတ်စံရှိရင်တခြားစီးပွားရေးလုပ်ကြကြပါဘာဖြစ်လို့ကျွန်တော်တို့လူပညာနဲ့ဂီတနဲ့ပတ်သက်ပြီးကလေးတွေကိုခေါ်ပြီးတော့ attention ရှာပြီးတော့ပွဲပွဲဖြစ်အောင်လုပ်ကြတယ်အဲ့ရရတဲ့ပတ်စံနဲ့လူတွေစိတ်ဝင်စားပြီးတော့ပွဲဖြစ်ပြီးတော့ပတ်စံလိုအဲ့အဲ့အဲ့လိုပတ်စံလိုချင်လို့လားမလုပ်ပါနဲ့ဗျာဟိုရှေ့မှာခေတ်ဆက်ဆက်လုပ်ခဲ့တဲ့ပွဲပွဲတွေကြီးစက်မှောင်ဗျာဘယ်ဘယ်ပွဲမှာဘယ်ပြဿနာဘယ်လောက်ကြီးခဲ့လို့ အခုကဗျာချက်เสียရကြီးဗျာ तू 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 आ तू आ तू आ ငါဖဲ तू आ ဘလောက်ထူထူ तू आ တန်းခံနိုင်တယ် तू आ လောကဒီတန်းမပြောတဲ့လောကလောကရဲ့တန်းလောကတန်းတော့ तू आ လိမ့်အောင်ခံခဲ့ရသူ့ရဲ့တက်တီးကတော့မခေဘူး तू आ ဟိုအမြဲတမ်းပြုတ်အဲ့ပါပြုတ် तू आ အဲ့ပြသူ့ကိုသူအစင်ပြောင်းနေတယ် तू आ မဟုတ်ရင်မခံဘူးအမ်မန်နေဂျာသူလုံးမယ်မှားတာကိုထောက်ပြလို့ရှိရင်လက်ခံဘူး အဲအဲ့ဒါမျိုးတူဆိုတော့ဟိုတရားတယ်လို့လည်းမဟုတ်ဘူးသူမားတာရှိလို့ရှိရင်သတိထားစကားပြောမှမားစီနေဒါကတည်လို့နော်ဆိုပြောလိုက်ပြီသူကလက်ခံသူကဇွတ်ပြန်ပြီးတော့အာငါတော့ကောက်တယ်ပါတော့မပါဘူးပေါ့ဗျာဒါတဲ့ဈေးလုံးကျောက်ကောင်းလားဆိုတော့လေကိုယ်တည်းပဲမဟုတ်လို့ဈေးလုံးကျောက်ကောင်းလားဆိုတော့အဲ့လိုလည်းမဆိုးလို့ပါဘူးသူကလိုအပ်ချက်တွေရှိရင်ရှိမှာပေါ့ကိုယ်တည်းပဲမဟုတ်ပါဘူးဒါဘယ်သူပညာသမားမဆိုးအောက်ကိုကိုတို့ရောပါတော့ခေါ်ပြီးတော့သုံးချရတယ်မတူဒါအဲ့လိုပုံစံပြီးထွက်နေတာအမဟုတ်ပါဘူးဆိုလို့ပြောတော့အဲ့ဒါဆိုမဟုတ်ပါဘူးဆိုလို့ရှိရင် ်အခုတော့ပြောတယ်သူတို့ရဲ့ခံစားချက်တွေထွက်တဲ့လူတွေခံစားချက်တွေပြောတဲ့စကားနားနားထောင်ကြည့်ဘူးမလို့သိဘူးပြိသက်ကလည်းဒါမျိုးတွေကိုလက်မခံသေးဘူးပြိသက်ဆိုတော့ကျွန်တော်တို့တွေဟိုမြန်မာအိုက်ဒေါ်ဆိုတော့တားကြတို့ဘာလို့ဟာမေပလန်ဒီလိုဘာဟာတော်တွေရကြတယ်ကျွန်တော်တို့ကျွန်တော်တို့ကသာအရန်အားပေးခဲ့တာအာချမ်းပြေပေါ့ချိုးတို့အာတကယ်ပြန်မွေးနေမှာဗျာတကယ်ဒိတ်ဒိတ်ချင်းနာမည်ကြီးအဖြိုးပြအောင်လို့ဘာလို့ဟာရေးအားပေးခဲ့ရောကလေးတွေဒီလောကထဲမှာအောက်ပြင်လာခဲ့ကြတာ ဲ့လိုမျိုးဖြစ်အောင်လို့ပဲလုပ်ပြီးပါအဲ့လိုဘုံပဲအခုလည်းပုံစံမျိုးတွေကျွန်တော်ဒူးချလို့လည်းမကောင်းပါဘူးကျွန်တော်ဆိုလိုတာဟုတ်ကဲ့ကျေးဇူးတင်ပါ